အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ friend song တွေကတကယ်ချင်းဖြစ်တဲ့နှလုံးပြူးမလေးကိုတီးရဖို့အတွက်အချိန်ခီးသွားခဲ့တဲ့ကြော်ရီးချောင်းကိုတင်ဆက်ပေးချင်ပါတယ်ဇာလန်လေးကိုတော့ကြော်ရီးဖြစ်တဲ့နော်ဟာတယောက်ဟွန်လုံးဝင်းပါတီတခုကိုရောက်လာခဲ့တာနဲ့စတင်ထားပြီးတော့ပါတီကလူတွေအားလုံးကလည်းသူတို့ကြိုက်တဲ့ဝိစုံတွေနဲ့ special ဒုနေကြတာဖြစ်ပါတယ်အချိန်အဖြစ် auto fala 30 2014ခုနှစ်ဖြစ်ပြီးတော့ပါတီမှာအပြတ်ကဲဖို့အချိန်တင်နေတဲ့နော်ဟာတယောက် AV ဆိုတဲ့နှလုံးပြူးမလေးကိုမတော်တဆတိုက်မိလိုက်လို့တောင်းပန်စကားဆိုလိုက်ပါတယ် တကယ်တော့ဒီခိုက်တန်တွေကနော်အားနဲ့နှလုံးပြမတွေတို့ရဲ့ပထမအဆုံးဆုံတွေ့ကြတဲ့ခိုက်တန်တွေဖြစ်ပါတယ်။ဖော်ရွေးတဲ့ပြုံးချစ်စရာကောင်းတဲ့မျက်နှာလေးနဲ့နှလုံးပြမလေးကိုတော့နော်ဟာတယောက်ပူပြီးတည်ကျင်လာတဲ့အတွက်သူမအကြောင်းကိုစုံစမ်းကြည့်လိုက်တော့သူမရဲ့အဖေကစစ်ဗိုလ်တယောက်ဖြစ်တဲ့ပြင်သူမအကြိုက်ဆုံးက cherry သီးဖြော်ရည်ဆိုတာကိုသိလိုက်ပါတယ်။အဲနောက်တော့ကျော်ကြီးရဲ့တော်ကြီးတစ်ပေါက်ရှမ်းရှမ်းတောက်လိုက်တော့ဒီပါတီကပြင်ဖို့ကောင်းတဲ့ဘာညာဆိုပြီးတော့ကောင်မလေးကို after ဆက်ဖို့မလာခဲ့လိုက်ပါတယ်။နှစ်ယောက်သားဘာတစ်ခုမှ keyboard တွေအတူတီးလိုက်ဓာတ်ပုံတွေအတူရိုက်လိုက်နဲ့ အခြေဆက်ပြီးနေတော့ခေါင်းကြီးကသူ့အိမ်ကိုလိုက်ခဲ့ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်။ဂုံစင်ရမယ်ဆိုရင်ဘာအနေနဲ့လိုက်မယ်နှလုံးပြူမလေးကလည်းနှာခါတော့မငင်းမနဲ့နှောင်းအိမ်ကိုတန်းတန်းမတ်မတ်ရောက်လာခဲ့ပါတယ်။ရောက်ရောက်ချင်းကျွန်တော်တို့နားမလည်နိုင်တဲ့ဂိမ်းတစ်ခုကိုကစားနေကြရင်နှစ်ယောက်သားရဲ့အချင်းကြီးကပြွပြွတွေပေးဖို့တိဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့နှလုံးပြူမလေးကလာမယ့်အချိန်မှာအီတန်လို့မြည်ရှိတဲ့ကောင်းလေးတစ်ယောက်နဲ့လက်ထပ်တော့မှဆိုတော့ကျော်ကြီးတစ်ယောက်နှလုံးပြူမလေးကိုအန်တဂျင်းနဲ့သာကြီးခဲ့ရပါတယ်။ဒီလိုနဲ့နှစ်ယောက်သားရဲ့ရင်းနှီးမှုကအချိန်တစ်ခုကိုရောက်လာတော့ ဖရန့်စုံလေးကိုရောင်မှန်းမသိရောက်နေတဲ့နော်ဝါကတော့အစင်တက်ဖို့အချိန်ချင်းကြိုးစားခဲ့ပေမဲ့ဟိုဟာတငယ်ချင်းလို့စိုက်ရွက်ခေါ်ခိုင်းမိလို့သာဖြစ်နေပါတယ်။အချိန်ဒီကောင်းဒီမှာအမြဲဖြုတ်ချခံလိုက်ရတဲ့နော်ဝါတယောက်ပါတီတစ်ခုမှာဘီဂီကူတာလုံချုံကစ်ပြီးတော့တွိုင်းလိုက်တဲ့မှာခေါင်းဆိုင်နေရချင်းနှလုံးပြမလေးကတော့နော်ဝါကိုအိမ်ပြန်လိုက်ဖို့ဖို့တငယ်ချင်းကာရီကိုကူညီတောင်းလိုက်ပါတယ်။လမ်းမှာတော့နော်ဝါတယောက်နှလုံးပြမလေးတငယ်ချင်းကာရီကိုငါသူ့ကိုချစ်မိနေပြီ။သူ့နားပဲနေချင်တဲ့ဘာညာလုပ်နေလို့ကောင်မလေးကအောက်မြင်ကပ်ပြီးဒီလောက်မူတဲ့ကောင်သွားစမ်းဆိုပြီး အိမ်မပို့ဝင်နဲ့ဘားတစ်ခုကိုသာပို့ခဲ့ပါတယ်ဒီဘားထဲမှာတော့နိုးရတငယ်ချင်းမက်ကဖာရှိနေတော့တုံးကောင်သာဖောင်ခွဲစကားပြောနေချိန်ကာဗီတယောက်မနှက်ဖြန်ရှူတင်ရှိလို့ပြန်မလို့လောက်ခဲ့ပါတယ်ဒါကိုလိုက်ကန်းဆုံးမသိနော်ကသူ့ရဲ့နှလုံးပြမလေးအကြောင်းနောက်ထောင်သွားပါအောင်လုပ်နေလို့စိတ်ညစ်ညစ်နဲ့ပြီးရက်အထိနားထောင်ပေးလိုက်ရပြန်ပါတယ်တကယ်တော့ဒီအချိန်ကလေးကနှလုံးပြမလေးရဲ့တငယ်ချင်းကာဗီကနော်အားကိုကြိတ်ပြီးတော့ကြိုက်နေခဲ့တာဖြစ်ပါတယ်အဲနောက်တော့ဇလန်းလေးကစတိုးဆိုင်တစ်ခုမှာနော်အားနဲ့နှလုံးပြမလေးဈေးဝင်နေတော့အခြေအနေကိုရောက်လာခဲ့ပါတယ် ဒီမြေခွင်းကတော့နွားတွေမဟုတ်ပါဘူးကျွန်တော်တို့ဆိုရင်လည်းလက်လုတ်ခံမှာမဟုတ်ဘူးတငယ်ချင်းလိုဆက်ရမခွန်နိုင်ဘူးဘာညာတွေဖြစ်ကုန်မှာပါနှစ်ယောက်သားဖရက်ဇုံလေးကနေရုံထွက်ဖို့အတွက်အလုပ်လေးလုပ်လိုက်ဘားလေးတက်လိုက်အစီအပြေနေတော့မှာတရက်မှာဘီးအချိန်တက်သွားကြပါတယ်ဒီအချိန်နှလုံးပြူမလေးရဲ့ရီစာအီတန်ကရောက်လာပြီးတော့သူ့ရီစာနာကတ်နေတဲ့ကောင်ကိုတောက်မြင်ကက်ကက်နဲ့ဓာတ်ပုံရိုက်တဲ့အခန်းနဲ့အမ်ဘက်ဆိုပြီးတီးအေးတာပဲဆိုပြီးတော့ထားခဲ့လိုက်ပါတယ်အမူးလိုနေတဲ့နွားတယောက်ဒီခန်းလေးကဘာမှမသိတဲ့အရာတစ်ခုရဲ့ဆွဲခေါ်ခြင်းကိုခံရပြီးတော့ အဲ့ရတခုပုံမှာပြန်လည်နိုးထလာခဲ့ပါတယ်တကယ်တော့ဒီနေရာကနှောင်းအုပ်အချိန်နောက်ပြန်ခီးသွားစီခဲ့တာဖြစ်ပါတယ်နှုံနှိုးချင်းအလုပ်ကိုသွားတဲ့အခါလမ်းမှာလေဟော်လိုဝင်းဝိစုံတွေနဲ့လူတွေကိုမြင်လိုက်တော့ဟော်လိုဝင်းတွေကပြီးသွားပြီဆိုတာကိုသိထားတဲ့သူ့အတွက်ကတော့အခက်တွေ့နေရလို့အနည်းကစတိုးဆိုင်ကိုထွက်လာခဲ့လိုက်ပါတယ်စတိုးဆိုင်ကဂျာနေကိုယူကြည့်လိုက်တော့လေအချင်းကနောက်ကိုပြန်ရောက်နေတာကိုမြင်လိုက်တော့တငယ်ချင်းမတ်ရဲ့အလုပ်ကိုအပြေးလေးသွားလိုက်ပါတယ်ဟိုရောက်တော့တငယ်ချင်းကယာတူးမတူးသေးရဲ့ပြင်အောက်တန်းစီးလေးဖြစ်ဖြစ်နေတော့ နှောအတွက်အချင်းခီးသွားခဲ့ပြီဆိုတာကိုနားလည်ခဲ့ပါတယ်။အနီးနားမှာတော့ကားကြီးစီကိုသွားတော့လေဒီငါကြောင့်ငါ့ကိုဘာတွေလာကြောင်နေလဲဆိုပြီးပွဲရီထားပြနေလို့တငယ်ချင်းမက်စ်ကပဲထိမ့်သိမ့်ပြေးလဲရပါတယ်။ဒီအချင်းခီးသွားခဲ့တာပူပြီးတေချာသွားတဲ့နှောအတယောက်နှလုံးပြူမလေးကိုဖရန့်စုံတွေကနေဆွဲထုတ်ဖို့နောက်တစ်ချိန်ခွင့်ရရလာတော့ဒီနေ့အတွက်ဝိစုံကောင်းလေးကိုတေချာလေးပြင်ဆင်လိုက်ပါတယ်။ပါတီကိုရောက်တော့အရင်လိုပဲနှလုံးပြူမလေးကိုမစီမဆိုင်ဝင်တိုက်လိုက်ပြီးတော့ရိုမန်တစ်ဆက်ဆံလေးတော့ကဲတင်လိုက်ပါသေးတယ်။အချင်းလေးကိုကြိုတိနေတဲ့နှောအကတော့ နှလုံးပြုမလေးကိုကြိုက်တတ်တဲ့အရာတွေကိုပဲလုပ်ပြနေလို့ဟိုကကြွေကျင်သလိုတောင်ဖြစ်လာပြီးတော့နောက်ဆုံးနှောင်းအိမ်ကိုရောက်လာခဲ့ပြန်ပါတယ်ဒီတစ်ချိန်တော့နှောင်းအတယောက်နှလုံးပြုမလေးကိုအပိုင်ခွက်အနေနဲ့မအားဘဲနဲ့အွန်လိုက်ပြီးမယ်တစ်ချိန်တည်းတငယ်ချင်းကာရီရောက်လာလို့ပွဲဖြစ်သွားခဲ့ရပါတယ်အချောင်းကတော့နေကင်းကကာရီကိုယူကြောက်ကြောင်လာပြောနေတယ်လို့သတ်မှတ်ထားလို့အခုလည်းနှောင်းအတယောက်သူ့တငယ်ချင်းကိုကြောင်တောင်လိုက်တယ်ဆိုပြီးတော့နီးစက်ရနဲ့ဆော်ထုတ်လိုက်တဲ့အခါလက်ရှိဖွားတွေကိုပြန်ရောက်လာခဲ့ရပါတယ်နှလုံးပြုမလေးကိုတီးဖို့ခွင့်ရရပြီလို့ထင်လိုက်ပြီးမယ်တငယ်ချင်းကာရီရဲ့လုပ်ရကြောင် ပျက်စီးသွားပြီးတော့စိတ်ညစ်ညစ်နဲ့ပြန်နူးလာတဲ့အခါအချိန်ကြီးကအတော်လေးကိုအနောက်ကိုရောက်နေခဲ့ပြီးတော့နှလုံးပြူးမလေးနဲ့အီတန်တို့ကလည်းလက်ထပ်ပေါင်းတင်းနေကြပြီဖြစ်ပါတယ်။သူတို့အိမ်ထဲကိုဝင်လိုက်တဲ့အချိန်မှာလဲကာရီနဲ့နှလုံးပြူးမလေးတို့ယောက်ျားကနွားအောင်ကြာကူလီကောင်းဆိုပြီးတော့ထမှန်တမနေလို့နွားတယောက်အလဲလဲကုတ်ကဲနဲ့ပြန်လာခဲ့ရပြန်ပါတယ်။အပြန်ရောက်တော့အရှုံးသမားလေးနွားတယောက်စဉ်းစားရင်အချိန်ခီးသွားလို့ရတဲ့နေရာကဓာတ်ပုံရိုက်လို့ရတဲ့နေရာဆိုတော့အသေးချာလေးနားလေသွားခဲ့ပါတယ်။ဒါပေမဲ့နှလုံးပြူးမလေးကြိုက်တဲ့ပုံစံက ဂူးဆိုင်ပြီးတဲ့ပုံစံမဟုတ်ဘဲနဲ့လက်ရင်းဆက်ရဲ့ခမမိုက်ပုံစံဆိုတာနားလည်သွားတော့ဒီပုံစံတိုင်းအချိန်ခီးသွားချက်ကိုပြန်သွားခဲ့ပါတယ်ဒီတခါတော့ friend zone လိုမျိုးမဆက်ဆံတော့ပဲကြမ်းကြမ်းတမ်းတမ်းလက်ရင်းဆက်ရဲ့တွေလုပြလိုက်ပြီးမြဲအစကတော့ဟိုကကြောက်လန့်ခဲ့ပြီးမြဲသူမရဲ့မသိစိတ်ကဒီလိုပုံစံမျိုးတွေကိုသဘောကျနေခဲ့တာတော့အမှန်ပါပဲအရာအားလုံးအဆင်ပြေသွားပြီးတဲ့နောက်နှောင်းအတယောက်လူဖြစ်သွားပြီလို့ကြုံသွားပြီးတော့ညာလေးကိုတော့လဲထုံမင်္ဂလာပွဲလေးနဲ့နှက်ပြရောက်သွားခဲ့ပါတယ်ဒါပေမဲ့လည်းလက်ရှိအချိန်မှာနှလုံးပြူမလေးနဲ့အဆင်ပြေနေခဲ့ပြီးမြဲ တည့်ရက်မှာမိမတို့ထုံးစံတိုင်းတငယ်ချင်းရဲ့ရည်စားတည်ငြိမ်နေတာပဲသူ့လိုနေထိုင်မှာဘာညာလုပ်နေလို့နှွားလေးစိတ်ပြတ်နေရပါတယ်ဒီချိန်နှလုံးပြမလေးရဲ့တငယ်ချင်းကာရီကသူ့မတငယ်ချင်းရဲ့အကြောင်းလေးနဲ့သူကတည်ငြိမ်တဲ့ပုံစံနဲ့ business man ပုံစံကိုကြိုက်တာဖြစ်ကြောင်းလေးကိုတင်ကြားပေးလိုက်တဲ့ခါကျကာရီရဲ့ဂူးဆိုင်မှုကိုနားလည်လာခဲ့ပါတယ်တကယ်တော့နှလုံးပြမလေးတငယ်ချင်းကာရီကနှွားကိုမသိစိတ်ကနေအချစ်စစ်တွေနဲ့ကူညီပေးနေခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လည်းနှလုံးပြမလေးမှာနှလုံးပြမလေးဖြစ်နေတဲ့နှွားတယောက် နောက်ထပ်တစ်ချိန်ခီးသွားဆက်တွေကိုရောက်သွားခဲ့ပြီးတော့ business man အဖြစ် Masto company မှာအလုပ်ဝင်လုပ်ခဲ့ပါတယ်။အလုပ်တွေကြိုးစားရင်နှလုံးပြူမလေးနဲ့လည်းအဆင်ပြေလာပြီးနှစ်တွေကြာလာတဲ့အချိန်မှာနှောင်းအတယောက်ပုံပြက်ပန်းပြန်ဖြစ်လာပါတယ်။ဒါပေမဲ့အခုချိန်နှောင်းအတယောက်သူလူချင်းနဲ့ပိုင်ဆိုင်မှုတွေကိုရနေသလိုသူကိုယ်တိုင်ကလည်း company ပိုင်ရှင်တယောက်အဖြစ်ရက်တည်နေနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။တည်ငြိမ်ပြီး business man တယောက်ဖြစ်နေတဲ့အချိန်အလုပ်တွေကလည်းအရင်ကထက်များနေတော့နှလုံးပြူမလေးနဲ့လက်ထပ်ပွဲကိုတော့နောက်ကျသွားလို့တောက်ပြဿနာတက်ရပြန်ပါတယ်။ ဒီချိန်အေဖီရဲ့ရီစာအောင်အီတန်ကအရက်မူပြီးနှလုံးပြမလေးကိုဘလောက်ချစ်ကြောင်ကြံ့ကြောင်တွေလာပြောနေလို့သူ့အတွက်မဟာအမားကြီးမှားသွားပြီဆိုတာကိုနားနေသွားခဲ့ရပါတယ်။အကြောင်းကတော့သူလိုချင်တဲ့အချစ်ကြောင့် friend song ကနေကြော်ပြီးတော့နှလုံးပြမလေးတို့ရဲ့ချစ်ခြင်းကိုခွဲလိုက်လို့လူကောင်းတယောက်ဆုံးရှုံးသွားခဲ့ရလို့ဖြစ်ပါတယ်။ဒီအမားကိုပြင်းစင်နဲ့ပြင်နိုင်မှုအတွက်နှွားတယောက်စိတ်ရှုပ်ထွေးနေချိန်မှာသူ့ရဲ့အနားကိုလိုအပ်ချိန်တိုင်းပေါ်လာတတ်တဲ့ကာရီကရောက်လာခဲ့ပါတယ်။ဇလန်းစားတော်ကနှလုံးပြမလေးကြိုက်တဲ့ဘောကာတို့ပန်းရောင်တို့ဆိုတာကလည်းတငယ်ချင်းကာရီကြိုက်တတ်တဲ့အရာတွေကို လိုက်ထုတ်ပေးနေခဲ့တာဖြစ်ပါတယ်။အကြောင်းကတော့အသေးကွဲနေတဲ့တငယ်ချင်းကာရီအတွက်လှုပ်ပေးခဲ့တာဖြစ်ပြီးတော့ကာရီကလည်းနွားကိုမြင်မြင်ချင်းကလေးကသဘောကျနေခဲ့တာဖြစ်ပါတယ်။ဖြစ်ချင်တော့ကာရီမကလည်းအခုချိန်ရီးစားဟောင်းနဲ့ပြန်တွဲနေတာဆိုတော့သူ့အတွက်အချစ်စစ်ဆိုတာကာရီဖြစ်နေခဲ့တာကိုလုံးဝကြီးသဘောပေါက်လိုက်တဲ့အတွက်အတိတ်ကိုသာပြန်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။အတိတ်ကိုပြန်သွားမှုစတူဒီယိုကိုသွားလိုက်ပြီမဲ့ဒီနေရာမှာအချိန်ခီးသွားဆက်ကိုမတွေ့ရတော့သူ့အတွက်အခက်တွေးနေရပါတယ်။ဒါပေမဲ့လည်း လိုအပ်ချိန်တိုင်းအမြဲအသိရှိနေပေးတဲ့ကာယရောက်လာမှနောက်ထပ်စတူဒီယိုတစ်ခုရှိသေးကြောင်းသိလိုက်ရတော့မှပျော်ရှင်သွားခဲ့ရပါတယ်။အဲနောက်တော့ဒီစတူဒီယိုကနေတဆင့်လက်ရှိဘွားကိုပြန်ရောက်လာတဲ့အခါနှလုံးပြူမလေး AV နဲ့ Ethan တို့ကလည်းပြန်လဲအဆင်ပြေသွားခဲ့ရတယ်လို့ကာရီနဲ့နော်အာတို့ကလည်းအံဝင်ခွင်ကြအတွဲတွေဖြစ်သွားခဲ့ကြရင်ဇလန်းလေးကလည်းအဆုံးသတ်သွားခဲ့ရပါတယ်။ကြည့်ရှုအားပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။